အားလုံးမင်္ဂလာပါရှင်အဲကျမအနေနဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာအပီသုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုဘာကြောင့်မဲပေးတဲ့နာလဲဆိုတဲ့အချက်ကိုရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်အဲ့ဒီမှာ အဲကျမတို့စရုပ်ထအချက်နေနဲ့ပေါ့နော်စရုပ်ထအချက်နေနဲ့တော့ကျမတို့ကလူငယ်နဲ့အလုတ်ကင်ခွင့်လန်းနေပေါ့နော်လူငယ်တွေအလုတ်ကင်ခွင့်လန်းရရှိအောင်ကျမတို့ပတ်မိုးကူညီသွားခြင်းနဲ့ဒီလိုလူငယ်တွေအလုတ်ကင်ခွင့်လန်းနေရရှိတဲ့ရရှိစေတဲ့မူဝါဒတွေနဲ့ကျမတို့အကူညီပတ်မိုးသွားခြင်းသာဖြစ်ပါလေရှင့် အဲ့ဒီထဲမှာနံပါတ်1ကတော့ဟိုကျောင်းနေစဉ်ကာလမှာတော့ဝင်ရင်ပေါ့နော်ကျောင်းမှာတချို့ကကလေးရမ်းဆန်တာပေါ့နော်ကျောင်းမဲနေပြီးကျောင်းစာပဲတည်တယ်ကျောင်းစာပဲတတ်တယ်အမိဘတွေကလည်းကျောင်းစာပဲဦးစားပေးတယ်နော်ဒါမျိုးမဟုတ်ဘဲနဲ့ကျောင်းနေစဉ်ကာလတော့ဝင်ရင်နော်လုပ်ငန်းကွင်ဝင်ဆက်မဲ့အလုတ်တင်နဲ့လုတ်အားပေးအစီအစဉ်တွေကျွန်တော်တို့အကောင့်ထက်ပေါ်ရှင်ပါတယ်ဥပမာတက်ကတူကျောင်းသူကျောင်းသားတွေပထမနှစ်ပြီးပြီဆိုလို့ရှိရင်လုတ်အားပေး အဲဒုတိယနှစ်ပြီးပြီဆိုလှုပ်အားပေးတတိယနှစ်ပြီးပြီဆိုလှုပ်အားပေးစသဖြင့်ပေါ့နော်ပြီးလို့ရှိရင်အလုတ်တင်ပေါ့နော်ဘေးဘွဲရပြီးလို့ရှိရင်လည်းအလုတ်မရသေးတဲ့စက်ကြားမှာအလုတ်တင်အနေနဲ့လှုပ်အားပေးအလုတ်တင်အနေနဲ့ပါဝင်ပြီးတော့မှအတွေ့အကြုံတွေရင့်ကျက်အောင်ပေါ့နော်တကယ်တမ်းအလုတ်တကယ်ပတ်ကအလုတ်ရသွားပြီတကယ်အများတမ်းကိုတကယ်လှုပ်ချင်တဲ့အလုတ်ရသွားပြီဆိုလို့ရှိရင်အဲဒီလူတွေကအဆင်သင့်ဖြစ်နေအောင်ပေါ့ရှင့်အဲဒီလိုမျိုးလေးဒီချောင်း ကျောင်းနေစဉ်ကာလမှာတော့ဟာရင် internship program တော့အင်္ဂလိပ်လိုတော့ internship program apprenticeship program လို့ခေါ်ပါတယ်အလုပ်သင်နေဟိုအလုပ်သင်နေလို့အားပေးအစီအစဉ်နေကျမတို့ဟိုဆောင်ရွက်သွားကျင်တာဖြစ်ပါတယ်အဲ့ဒါမှကျောင်းနေနဲ့တော့ကျမတို့စီးပွားရေးလုပ်ငန်းနေနဲ့လုပ်ငန်းခွင်နဲ့ပေါ့နော်အခြေဆက်ကရှိမှာဖြစ်ပါတယ်ရှင့်နောက်တစ်ခုကတော့လုပ်ငန်းခွင်စွမ်းရည်မြင့်တင်နှမ်းများအမြန်ဆုံးဖွင့်လှစ်ပေးရတဲ့ ဘွဲရလူငယ်တိုင်းအလုတ်ကံရရှိအောင်ပေါ့နော်ဘွဲရလူငယ်တိုင်းအလုတ်ကံရရှိအောင်ဆိုလို့ရှင်တော့ခုနကကျမပြောခဲ့တဲ့ပထမနှစ်ဒုတိယနှစ်တတိယနှစ် စရုပ်ထနှစ်ပြီးသည့်အထိပေါ့နော်ဘွဲရတဲ့အထိကျမတို့အလုတ်တင်နဲ့လှုပ်အားပေးစီစဉ်နေလှုပ်ပြီးတော့မှဘွဲရပြီးတဲ့လူငယ်တနစ်နှစ်နှစ်အတွင်းမှာအလောက်ကန်ရရှိအောင်ပေါ့နော်ကျမတို့ပံ့ပိုးကူညီခြင်းနဲ့အဲနောက်တစ်ခါကျတော့ဒီလိုတက်ကတူမတက်နိုင်ဘူးเนาะအလေတန်းနဲ့အကြောင်းကိုရက်ရက်နာလိုက်ရတယ်เนาะအခြေခံပညာအလေတန်းအခြေခံပညာအထက်တန်းနဲ့အကြောင်းကိုရက်နာလိုက်ရတယ်ဆိုလို့ရှိရင်လေအဲကျမတို့အသက်မွေးဝမ်းအကြောင်းပညာသင်တန်းနေကျမတို့ပေါ်ပေါ်များများ ဆောင်ရွက်ချင်ပါတယ်ဆောင်ရွက်ပြီးလို့ရှင်ဒီခရိုင်မြို့ကြီးတိုင်းမှာဒီဒီအသက်မွေးဝမ်းကြောင်းပညာသင်တန်းကျောင်းတွေကျွန်တော်တို့ဖွင့်လှစ်ပေးဖို့ပေါ့နော်ဖွင့်လှစ်ပေးပြီးလို့ရှင်အဲဒါတွေဥမာကျွန်တော်တို့ဘာလို့မလဲဆိုလို့ရှင်အာဒီဒီပြည်သူလူထုတွေကလူငယ်တွေကပေါ့နော်လူငယ်တွေကနေပြီးတော့မှပညာရေးတပိုင်းတစဖြစ်တဲ့ အလူငယ်တွေကိုလည်းကျမတို့အသက်မွေးဝမ်းကြောင်းပညာအတင်ကြားပေးပြီးလို့ရှိရင်လုပ်ငန်းခွင်နဲ့ရောက်ဖို့ပေါ့နော်ကျမတို့ကုညီပေးချင်တာဖြစ်ပါတယ်ရှင်ဒါတွေကကျမတို့တက်တူတက်တက်တယ်လို့၄နှစ်မကြာပါဘူးတက်ကတူကတော့အနည်းဆုံး၄နှစ်၄နှစ်ရှိတယ်၅နှစ်ရှိတယ်၆နှစ်9နှစ်ရှိတယ်ပေါ့နော်အဲ့လောက်ကြီးမကြာပဲနဲ့6လ6လတစ်နှစ်နဲ့ပေါ့နော်ကျမတို့ကျွမ်းကျင်တဲ့တင်နန်းနေကျွမ်းကျင်မှုတင်နန်းနေလုပ်ငန်းခွင်စွမ်းရည်မြင့်တင်နန်းနေကျမတို့ပေးချင်တာဖြစ်ပါတယ်ရှင် နောက်တစ်ခုကတော့ကျမတို့လူငယ်တွေပေါ့နော်လူငယ်တွေပညာရေးရေးကြီးပါတယ်။နောက်ပညာရေးအကြောင်းတွေမှာပေါ့နော်။ဒါအမျိုးသားစီကံအစပညာသင်ကျောင်းကပေါ့နော်။ဆိုလို့ရှိရင်ဆရာဆရာမတွေရဲ့အရေးသွေးမြင့်တင်ရမယ်။ပြီးလို့ရှိရင်ကျမတို့သင်ကြားတဲ့အသင်ရုံးညွန်းတန်းနေနော်သင်ကြားပုံသင်ကြားနည်းပေါ့နော်။သင်ယူပုံသင်ယူနည်းပေါ့နော်။ဒါတွေလည်းကျမတို့ခင့်မိအောင် ကလေးတွေစိတ်ပေါ့ပေါ့ပါပါနဲ့ပညာကိုလွလွလားလားဖြစ်အောင်ပေါ့နော်ဆိုလို့ရှိရင်ကျောင်းတွေပျော်၍စတော်အောင်ပေါ့နော်အဲကျွန်တော်တို့ဆောင်ရွက်ပေးခြင်းမှာလေအဲ့လိုမျိုးအချိန်မှာဘာတွေလဲဆောင်ရွက်ခြင်းလဲဆိုရင်ဇာရိတနဲ့ကိုချင်းတရားမြင့်တင်ရေးလေ့ကျင့်မှုတွေပေါ့နော်ဇာရိတဆိုတာကျွန်တော်တို့ကျွန်တော်တို့ဒီဗလ၅ဌာန်ပေါ့ရှင်ဗလ၅ဌာန်ရှိပါတယ်ဒါဖရာဟောတရားဖြစ်ပါတယ်ရှင့် အဒီဘလ9000ဖွင့်မျိုးတိုးတက်ဖို့ဇာတိတကောင်းမွန်ဖို့ကိုချင်းတရားကောင်းမွန်ဖို့ဒါလေ့ကျင့်သင်ကြားပေးမယ်။နောက်ကိုရေးရာဆိုရင်လည်းအချက်လက်အမှတ်ချက်ကောင်းများရှိအောင်လမ်းညွှန်ပေးမယ်ပေါ့နော်။ဆိုလို့ရှိရင်ဒါလူဆိုတာကိုယ်သမိုင်းကိုရေးတာပေါ့နော်။လူငယ်တွေဆိုတော့နားမလည်ဘူး။အပျော်ပါလိုက်ပြီးတော့မှထင်ရမြင်ရတွေရှောက်လုပ်ပြီးလို့ရှိရင်ဒါကိုယ်ဘဝရဲ့သမိုင်းမှတ်တိုင်ပေါ့နော်။ဒါမကောင်းတာဆိုလည်းမကောင်းတဲ့သမိုင်းမှတ်တိုင် ကြံနေခဲ့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုရေးရာဇဝင်နေကောင်းဖို့ကိုရေးအချက်လက်မှတ်ချက်ကောင်းနေရရှိဖို့ဘလို့နေထိုင်ရမယ်ဘလို့ကြင့်ကြံအားထုတ်ရမယ်ဘလို့စာရိတ္တတွေနဲ့ကိုချင်းတရားလိုက်နိုင်ရမယ်ဆိုတာကိုအကျွန်တော်တို့တင်ကြားပေးပြီးတင်ကြားပေးမယ်ရုံးနဲ့အသင်းအဖွဲ့တွေကျွန်တော်တို့ဖွဲ့စည်းနေတာဖြစ်ပါတယ်ရှင်ဒီလူငယ်တွေရဲ့အဲလူငယ်တွေပေါ့နော်လမ်းမှန်ရောက်အောင်ပေါ့နော် နောက်တစ်ခုကတော့တက်ကတူကောလင်းနဲ့တက်မွေးပညာသင်အထက်တန်းကျောင်းများမှာအလုပ်ရုံဆွေးနွေးပွဲဟောပြောပွဲများနဲ့အတူအလုပ်နေရာချထားရေးစီမံချက်များဆောင်ရွက်သွားကြတာဖြစ်ပါတယ်။နောက်အခုဆိုလို့ရှိရင်နိုင်ငံတော်ကနေပြီးတော့မှအဲဒီပြည်သူစစ်မှုထမ်းကိုလာရောက်ကြတဲ့အလူငယ်တွေပေါ့နော် ပြည်သူစစ်မှုထမ်းနှစ်နှစ်ပြီးသွားတာနဲ့နောက်ပြည်သူစစ်မှုထမ်းနှစ်နှစ်မှာအဲကျမတို့ဒီစစ်တင်တန်းနေလဲပေးတယ်ပေါ့နော်ပြီးလို့ရှိရင်တကယ်လဲစစ်မှုထမ်းနဲ့စစ်မှုထမ်းပြီးတော့နှစ်နှစ်ပြီးသွားတဲ့အချိန်မှာလဲအလုပ်ခံရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတာလေးတွေနိုင်ငံတော်ကလုပ်နေတာပေါ့နော်ဒါကောင်းပါတယ်เนาะအလားတူပါပဲရှင်ဒါနိုင်ငံဟိုပါပေါ့နိုင်ငံသားတိုင်းပေါ့နော်လူငယ်တိုင်းဒီလိုအခွင့်အရေးတွေရရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီကိုဘာကြောင့်မဲပေးတဲ့လဲလို့ပြောလို့ရှိရင်เนาะအချက်တစ်ချက်အနေနဲ့လူငယ်နဲ့အခုအလောက်ကင်ခွင့်လန်းပေါ့နော်လူငယ်နဲ့เนาะကျွမ်းကျင်မှုတွေပညာတတ်ဖို့ကျွမ်းကျင်မှုတွေအသက်မွေးဝမ်းကြောင်းပညာတွေတတ်ဖို့เนาะအလောက်ကင်ခွင့်လန်းနေရှာပေးရှာဖွေပေးမဲ့ အဲပါတီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတင်ပါတယ်လို့ကျွန်မရှင်းလင်းတင်ပြအပ်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့် PPP PPP ပြည်သူ့ရှေ့ဆောင်